မမောလေးကအောင်ချမ်းသာတဲ့ရောက်နေတာမမောအိမ်ရှင်ကအရာအတော့လေသူ့အိမ်မှာတဲ့အိတ်ခမ်းစုစုပေါင်း၅ခန်းပါတယ်မမောနဲ့အိတ်ခမ်း၅ခန်းကလည်းကျယ်ကြီးပဲတဲ့ပြီးတော့ပေလဲကျယ်တယ်လာကြည့်ပေးပါအောင် vlog လေးရိုက်ပေးပါအောင်ဆိုတဲ့ခါကျတော့မမောလာကြည့်啊တကယ်ရွှေပဲဒီမှာအိတ်ခမ်း၅ခန်းပါတယ်အိတ်ခမ်းတွေကလည်းကျယ်ကြီးပဲပြီးတော့ခြံကျယ်ကလည်း40 80ဆိုတော့တကယ်ကိုကျယ်တယ်အခုအောင်ချမ်းသာထဲမှာရှိတဲ့ဒီအိမ်ကိုမမောကတွင်းကန်းလေးကိုလိုက်ပြပေးမှာဖြစ်ပါတယ်ပြင်ဦးနဲ့မှာအိမ်လာလေးကလေတလုံးတလုံးအစ်ထွက်နေရအခုလည်းဒါလုံးဝအစ်စ်ပဲ လုံချမ်းမှာမန္လီလာရှင်လမကြီးကနေဝင်လာလိုက်မယ်ဆိုလို့ရှိရင်10မိနစ်ကြော်ကြော်သားဝင်ရတဲ့အကွာဝေးမှာရှိနေတဲ့ဒီအိမ်အိမ်လေးထဲဝင်လိုက်တာနဲ့အကြီးတဲ့ပွင့်တက်တွေပြည့်ဝရှိတဲ့အိမ်ဒီအိမ်ကလေးရဲ့ခေါ်ဈေးက3,900နှိမ့်တိုင်းအဲ့တော့ဘလို့ facility တွေနဲ့ဘလို့တွေပါပြီးမှဘလို့ကြီးချစ်စရာကောင်းတယ်အိမ်လေးတော့ဝင်ကြည့်ပြီနော်အလေးကတစည်းနှစ်စည်းတခြားမှာဆိုကားသုံးစည်းလောက်ตาလေးရနာလို့ရတယ်ပေ40 80ပေါ်မှာအကျယ်တိဆောက်ထားတယ်အခုဒီဘက်မှာဆိုရင်ဒါအ အိမ်နေအခုဒီဘက်လည်းထက်ဆောက်ထားတယ်ဒီဘက်လည်းထက်ဆောက်ထားတယ်ဗျာအခုဆောက်လက်စအတန်နေဆိုဆက်တန်နေကြားမှထင်တယ်အဲ့တော့မမုံတို့အိမ်ထဲဝင်ကြည့်ကြမလားအိမ်လေးထဲဝင်ကြည့်ပါလေမင်းတို့ကိုချိန်ထားပြီးရသေးလား ဒီမှာပါ living room ရောက်ပါပြီရှင်။ဒါလေးက living room လေး living room ဆိုလို့ရှိရင်ကျကျလုံးလုံးရှိတယ်။နောက်ပြီးတော့အိမ်အားမျက်နှာချဟိုင်းမြင်တယ်။မျက်နှာချဆိုလို့ရှိရင်လည်းဒီဇိုင်းလေးတခြားလေးပေါ်ပြီးထား။နောက်ပြီးတော့ပင်းတကားလေးပါဆိုလို့ရှိရင်ဒီလိုလုံချိုးရေးတမန်တန်တကားလေးတက်ဆင်ပြီးထားရခွာ။ပြီးတော့အိမ်ရဲ့အရာကလည်းခုလိုမျိုးခဲလေးကိုတုပ်ပေးထားအဲဆိုမန်ရှင်ဖြစ်တယ်ပေါ့နော်။ဒါဆိုလို့ရှိရင်ဒါရှောက်လန်းလို့ပြောရမလားတော့မသိဘူး။ကျေးပဲ။အဲ့တော့ဒီဘက်ပြပါမယ်လား။ဒါလေးက single ခန်းလေးပါ။ single ခန်းလေးဆိုလို့ရှိရင်လည်းကျေတယ်။ဒီမှာမျက်နှာချဆိုရင် ပန်းလေးသုံးခွင်နဲ့လှုပ်ထားပေးရလိမ့်ချစ်စီအားလေဒါကမောဘတ်တန် WC အော်ဒီမှာရေဘူးရေအေးစနစ်တွေထည့်ပြထားရပါတော့ကမောဘတ်တန် WC ဆိုရင်ကြွေပဲအိမ်ဆုံးဖန်နေရာဆောင်အကုန်ထည့်ပေးထားတယ်ပိုတိုင်းဘေးစင်ရှာဝါပတ်သိမ်းပါတိုင်းတဲ့ facility အကုန်ပါတယ်ဒီဘက်ပြမယ် သူကအသက်ရှူချောင်ချောင်နဲ့တကယ်ကြေကြေလုံးလုံးကိုဦးစားပေးထားတယ်လို့တော့မမုံမြင်တယ်။နေရာကြီးရရှိမှုလင်းရရရှိမှုအောင်ကောင်းလို့လုပ်ပေးထားတယ်လို့မမုံမြင်တယ်။ဒါလေးကကစ်ချန်နဲ့အမ်ဒိုင်းနင်းလေးကိုတွဲပေးထားတာပေါ့နော်။အဲ့တော့ကျဲကြီးပဲဒီမှာနောက်ကမြေပေါ်ကတော့အပင်ဆိုင်ပါညာပေါ့နော်။အဲ့လိုလေးလုပ်ရင်ပိုစင်ပြေးမယ်။ဒီမှာကမောင်းအများဟိုအများသုံးကူမလေးသူကဗမာထိုင်လေးနဲ့ထားထားပေးရဲအဲ့တော့ပိုထိုင်သုံးကျင်တဲ့လူကြီးသူမတွေတွေတွေ့ကြတော့အဲ့လိုလေး ပေါ့နော်ဒီမှာနောက်ဆိုလဲမြေနေရာအခြေအပူတီးတန့်ပါသေးတယ်နောက်တစ်ခုကြိုက်တာပဲပြမယ်သူကလေကစ်ချန်နဲ့ဒိုင်းနင်းနဲ့ကိုဒီလို partition လေးကပေးထားတယ်အဲ့တော့ခမေးချက်တဲ့ခါကျရင်တကားလေးပိတ်ထားအောင်ပဲနန်းသက်တွေအဲ့လိုမျိုးမသွားတော့ဘူးပေါ့နော်ဒီနေရာလေးက stabilizer တွေပါညာထားလို့ရအောင်လို့ဆိုပြီးတော့ spacing နေရာလေးထားပေးထားပါတယ်တလေးက master bedroom လေးပါရှင် master bedroom ခန်း area ဆိုလို့ရှိရင်လည်းကြည်ကြဲလုံးလုံးရှိတယ်အဲ manager height ဆိုလည်းမြင့်တယ် အခုလိုနေရာရရှိမှုအားနဲ့ဆိုလို့ရှိရင်နွေနွေထွေထွေလေးကိုသူစောင်းဝင်တော့မှာဆိုတော့ဒီလိုနေရာရတဲ့ပရင်ပေါက်လေးဆိုမမွန်ရမ်းချိုက်တယ်နွေထွေရလို့ခံစားရတယ်အဲဒါလေးကတော့ master bedroom ရဲ့ pattern wc ဖြစ်ပါလိမ့်ရှင်ဒီတကယ်ရွက်တွေဆိုလို့ရှိရင်လည်း high မြင့်နေအဲ့တော့တကယ်ရွက်တွေဆိုလို့ရှိရင်လည်းကြီးတယ်အဓိကကတော့မျက်နှာကျ height တွေလည်းမြင့်နေပရင်တကားလည်းကြဲကြဲလုံးလုံးရှိရခါကြအောင်အလေးအရရရှိမှုအားရောနောက်ပြီးတော့နေအောင်ကြီးရရှိမှုအားရော ကို အသက်ရှူချောင်ချောင်လေးနဲ့နေလို့ရအောင်လို့ဆိုတော့အဲစိတ်ကူးစိတ်တန်းနေနဲ့ဆောက်လုပ်ထားတယ်လို့ကမမောင်ကမြင်နေပါတော့။ဒါလေးကအဲလေကကွင်း out space နေရာလေးဒီမှာတော့ဆောက်လက်ဆဆိုတော့မြင်တဲ့အတိုင်းပဲဆောက်ပြီးကစားဆိုတော့ပစ္စည်းပစ္စည်းအရာဒီလိုလေးဒါလေးကလေမမောင်တို့လေကကွင်းအောက်ကိုဒီလိုပိတ်လိုက်မယ်ဆိုလို့ရှိရင်ပစ္စည်းပစ္စည်းထားလို့ရစတိုနေနဲ့တခုပါလာမယ်သိလား။အဲ့တော့အပေါ်တက်လေကလေရန်လေးဆိုစေးသားမတော့ရသေးဘူးဒီမှာ။တမန်နေဆိုလို့ရှိရင်လေပစ္စည်းကောင်းနေတော့မှာပေါ်တက်ချင်မှာလား။ ဒါလေးကပေါ်ရဲရောက်ပါပြီရှင်ပေါ်ရဲဆိုလို့ရှိရင်လည်းတပါရှွာရွန်ရှွာရွန်ဆိုကြဲကြီးပဲအဲ့သူရဲ့အိမ်ကလေတကယ်ကြဲကြဲလုံးလုံးနဲ့တက်ရှူချမှုဦးစားပေးထားတာသိလားဒါဆိုရင်ရှွာရွန်ဆိုကြဲကြီးပဲအောက်ဆိုလို့ရှိရင်လည်းဒီရေရှိခံအောင်လို့ဆိုပြုံးလျာကြတော့ဆူဆွတ်တဲ့ຢာတူတူများဝါချာများတယ်ဝါချာများတော့ဒီလိုကြွေပြားခင်းတာတွေကပိုကောင်းတယ်ဒါလေးကဒီအိမ်ရဲ့ အပေါ်တန်းရဲ့ master bedroom မှာ music design လုပ်တာချစ်စရာ master bedroom မှာရှင်ဒါက master bedroom ရဲ့ pattern wc ဖြစ်ပါတယ် pattern wc တိုင်းခန်းတိုင်းခန်းတိုင်းကလည်းကြည်ကြည်လုံးလုံးရှိရပေါ့เนาะနောက်ပြီးတော့အခန်းတိုင်းအခန်းတိုင်းမှာလည်းရေပူရေအေး system တွေထည့်သွင်းပေးထားတယ်ကဒင်းတွေမှုရတွေကလည်းဒါထပ်ပြပေးထားပေါ့เนาะအင်ရှင်ကဒါလေး ဒါလေးကဒုတိယမြောက်မှာစတာဘတ်တော့လေဟိုးမှာအိမ်တွေတွေ့လားအဲ့တော့ဒါလေးကဒုတိယမြောက်မှာစာဘတ်ရုံးလေးပါဒီမှာစာဘတ်ရုံးဆိုလို့ရှိရင်လည်းကျေတာပဲဒါလည်းမှာစာဘတ်ရုံးရဲ့ pattern တစ်ခုစီဖြစ်ပါတယ်ရှင်ဒီကအပေါ်တိုင်းရဲ့ master ဘတ်ရုံးမှာရှင်အခုခေတ်ကုံစင်းလုံးနဲ့ဆိုလို့ရှိရင်စောက်ထားတာနဲ့ဒီစောက်ထားတဲ့ quality နဲ့တုံးထားတဲ့ပစ္စည်းတွေနဲ့အခန်းတွေကျကျလုံးလုံးနဲ့ဆိုရင်လေး ပေးရတဲ့ဈေးနဲ့မြေဘိုးနဲ့ဆိုလို့ရှိရင်တော့အရန်တန်တယ်စောင့်နေအောင်စိတ်ရှုပ်နေအောင်မယ်အဲ့တော့ဒီအင်္ဂလိပ်ကိုသိမှသားရင်ဒီအင်္ဂလိပ်ကိုကြည့်ချင်းခဲ့ရဆိုရင်ဒီအင်္ဂလိပ်ရဲ့အသေးစိတ်ချက်လက်တွေကိုသိရှိလိုခဲ့ရဆိုလို့ရှိရင်မမွန်တို့ရဲ့နေ့မြေဖုန်းနံပါတ်39 40 60 999၄ခွန်အဲ့ဒီကိုဆက်သွယ်လို့ရပါတယ်ပြီးတော့လင်းမြေ page မှာလည်းစုံစမ်းလိုက်လို့မမွန်ကောင်မလေးစုံစမ်းနိုင်ပါရှင်ကြည့်ရှုပေးကြတူကြည့်အောင်ချစ်စုထူတင်ရှိပါတယ်